ားလုံးပဲမင်္ဂလာပါစစ်ခွေးရံပေါ့နော်စစ်ခွေးရံရှိတဲ့ကြားတဲ့တဘာဝဘေးနေမှာထက်ကြုံရတဲ့အချိန်မှာဒီအချိန်မှာမင်္ဂလာပါလို့ပြောရတာကျွန်တော်တို့အရင်ပြောကျင်တော့စကားတခုမဟုတ်ဘူးဆိုတာတော့ကျွန်တော်အရင်ဆုံးပြောကျင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့နှုတ်ဆက်ပုံရဒါအားလုံးမင်္ဂလာပါလို့အရင်ဆုံးနှုတ်ဆက်ခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ အာ YouTube channel ကနေပြီးတော့ဒါကျွန်တော်အတွေးကျွန်တော်အမြင်ခံစားလေးရနေပြီးတော့တော်လန်ပြည်သူအားလုံးကိုဖိတ်ခေါ်ချောင်းကိုအရင်ဆုံးပြောလိုပါတယ်အဲ့တော့ကျွန်တော်တို့လက်ရှိ ဖြစ်ပျက်နေတဲ့အခြေအနေတွေဟာကျွန်တော်နိုင်ငံမှာဘာတွေဖြစ်နေလဲဆိုတဘာဝဘေးအနေနဲ့ကြုံရတယ်ဒီကြုံရတဲ့ဥစ္စာကတမိုင်းမှာဟောဟာကြီးမားတဲ့အတိုင်းအတာတစ်ခုတည်းရှိတယ် လူတွေဘလောက်တည်လဲဆိုတာကိုအခုချိန်ကြီးမထုတ်ပြန်နိုင်သေးဘူးဘယ်နှယောက်ပြိမ့်မိနေလဲဘယ်နှယောက်ကဟိုဖြစ်နေလဲဘယ်နှယောက်ကဟိုဖြစ်နေလဲဆိုတော့အချက်လက်တွေဘယ်နေရာမှာမှကျွန်တော်တို့မရသေးဘူးတိတိကျကျမရသေးဘူးပွင့်လင်းမြင်သာသွားမတိရသေးဘူးအော်ဘသူတွေအတွက်ဘလောက်ကဲဘာညာဟလာနိုင်ငံတကာကခံမှန်းထားတာကြီးလေအများကြီးပဲအများကြီးတည်နိုင်တယ်အများကြီးပြည့်စည်နိုင်တယ် ဲ့တော့အဲ့လိုဖြစ်နေတဲ့အချိန်မှာစစ်တပ်ကတာဂက်တုံးကလိုပဲကျွန်တော်တို့ရဲ့တဘာဝဘီအန်ရဲ့ခံနေရတဲ့တကက်အခြေအနေမှန်တွေကိုကဘာကြီးစီမရောက်အောင်နီးမျိုးမျိုးနဲ့ပိတ်ဆို့နေတာတွေ့ရတယ်။နောက်ပြီးတော့သူတို့စိတ်ထဲမှာ မကြည်နဲ့တဲ့ငလျင်ထိခိုင်းရတဲ့နေရာတွေကို အကူအညီမရောက်အောင်ညီမျိုးစုံနဲ့ကြိုးစားနေတယ်။နောက်ပြီးမကူညီတဲ့အပြင်တချို့နေရာတွေမှာငလျင်တန်ကြောင့်ပြောပြောပြောချင်တာငလျင်တန်ကြောင့်ကျွန်တော်တို့တနိုင်ငံလိုစိတ်ဆင်းရဲနေကြတာ။အဲ့လိုအချိန်မှာတချို့နေရာတွေမှာဘုံကျဲနေစီရရတိုက်ခိုက်မှုတွေလုပ်နေတော်လန်ရေးဘတ်တွေကတိုက်ခိုက်မှုတွေရန်နာပါမယ်လို့ပြောထားတဲ့ဥစ္စာတော့တိုက်ခိုက်မှုတွေဆက်လုပ်နေတော့ တရင်တုတရင်မားတွေဘောက်လျှောက်ကိုဖြန့်နေတယ်လူတွေအများကြီးတေချေတဲ့တဘာဝဘေးရန်ကြီးကိုအချောင်းပြူပြီးတော့စစ်တပ်ဒီနိုင်ငံရေးအမျက်ထုတ်နေတယ်စစ်ရေးအမျက်ထုတ်နေတယ်လို့ကျွန်တော်ကတော့ဒါပုံမှန်လေးနေတယ်ကဲဟုတ်ပြီမင်းကဘာကြောင့်အလိုပြောတာလဲကျွန်တော်အချက်လက်တွေနဲ့ပြောပါမယ်ဒီ screen shot လေးကဒါကျွန်တော်ကိုယ်တိုင်ကျွန်တော်ရဲ့ Facebook account မှာ မနေ့ကညတော့ကျွန်တော်တင်ထားတော့ကျွန်တော်အခုဒီဗီဒီယိုရိုက်နေတဲ့အချိန်ထိဒီ screen shot ထဲမှာပါတဲ့စကိုင်းပတ်ချန်းကိုနိုင်ငံသားသားကေတရေဖွဲ့လုံးဝပေးမကူဘူးဆိုတဲ့ပုံစံတစ်ခုရှိနေပါသေးတယ်။တချို့တွေအာစကိုင်းထဲမှာတချို့တွေရောက်သွားကြတာကြီးလည်းရှိပါတယ်။စကိုင်းကအဓိကဗဟိုချက်အဖြစ်ထိသွားတဲ့နေရာဖြစ်တယ်။အဲ့တော့အဲ့ကသတင်းချက်လက်တွေအမှလူတွေဘယ်နေရာတွေထိတယ် ဘယ်မျိုးတွေထိတယ်ဘယ်ရွာတွေထိတယ်ဘယ်နယ်တွေထိတယ်ဆိုတာကျွန်တော်တို့အခုထိမကြားရသေးပါဘူးမမြင်ရသေးပါဘူးမတွေ့ရသေးပါဘူးဒါအားလုံးသိနေကြအတိုင်းတာပါပဲအဲ့တော့ဘာလို့သူတို့ကိုပေးမကူတာလဲဆိုပြီးစစ်တပ်ကပြောတဲ့အချိန်မှာဒီစခွေးတွေကလုံးုံကြီးအချောင်းပြပြီးတော့ပေးမကူတာဆိုပြီးတော့ကျွန်တော်တို့သိရတယ်အဲ့တော့ဒီသတင်းကမင်းခိုင်မာမှုရှိလားလို့မင်းကျွန်တော်ကခိုင်မာမှုရှိတယ်ခိုင်မာမှုရှိတယ် ရားတဲ့တရင်အတိကျအဲ့တော့ဘာကြောင့်ပြီးမကူလဲကျွန်တော်တို့နိုင်ငံမှာပုံမှန်လင်းလင်းပြောရရင်ဒီတဘာဝဘေးအန္တရာယ်တဲ့အတွက်ရမုံငွေ NLD အစိုးရလက်ထက်ကထားခဲ့တဲ့ပစ္စည်းတွေကိုဟလာလိုအပ်တဲ့ပစ္စည်းတွေပြင်ဆင်ခဲ့တယ်ဒို့ပင်တော်냐ဂျမ်းမစစ်တက်ရောက်တဲ့အချိန်မှာအပစ္စည်းတွေနဲ့တဘာဝဘေးအန္တရာယ်တွေအတွက်အသင့်ဖြစ်နေမဲ့ ဒီဥစ္စာတွေကိုကာကွယ်နိုင်မဲ့သဘာဝဘေးရန်တွေရောက်ကူညီနိုင်မဲ့အဖွဲ့တွေကျွန်တော်နိုင်ငံမှာအပြည့်အဝမရှိပါဘူး။တချို့ချို့သောဒီဥစ္စာတွေကိုနားလည်ပြီးတော့ကူညီနေတဲ့အဖွဲ့တွေဒီဒီစစ်အာဏာရှင်စနစ်ကြောင့်ထွက်ပြေးတိမ်းရှောင်နေရတဲ့အဖွဲ့တွေအများကြီးရှိပါတယ်။ဖျက်ဆီးပြတ်ဖျက်သိမ်းလိုက်ရတဲ့အဖွဲ့တွေအများကြီးရှိတယ်။ဖျက်ဆီးခံလိုက်ရတဲ့ပရိတ်အဖွဲ့အများကြီးရှိတယ်။တကယ်ကြွန့်ကျင်သူတွေတော်ရဲတွေနိုင်ငံရခြားတွေမှာရောက်နေတာရှိတယ်။အဲ့တော့ အထဲမှာခြံခဲ့တဲ့ရှိခဲ့ရှိနေတဲ့သူတွေနဲ့ပဲလက်ရှိပြုလုပ်နေရတဲ့အနေအထားလို့ပြောတယ်သူတို့မှာကျွန်တော်အခုချိန်ထိတော့သူတို့မပလိမ့်ပါဘူးဒီပရိဒါဘွဲတကယ်လဲပင်ပန်းပန်းနဲ့ကူညီနေကြတယ်တချို့တွေဟလာနေမိတ်ညမိတ်ကိုနော်ဟိုကူညီနေကြတာကြီးကျွန်တော်အများကြီးတွေ့ရပါအဲ့အတွက်သူတို့ကျွန်တော်ပလိမ့်မပလိမ့်ပါဘူးဒါပေမဲ့သူတို့မှာအထောက်အကူပစ္စည်းတွေအပြည့်အဝမရှိပါဘူး နောက်ဆုံးနီးပညာကအစသူတို့မှာပြေးသွားမှရှိပါဘူးဥပမာဒေါ်ဝဘေးရဲ့နဲ့တခုဟိုဖြစ်မဲ့ဆိုအတိုက်မှာလူဘယ်နှယောက်နေတယ်အတိုက်ထဲမှာဘယ်နှယောက်ကတော့ထွက်လာနိုင်ပြီဘယ်နှယောက်ကတော့ဟိုဖြစ်တယ်โอเคအဲ့ဒါဆိုလူကအတိအကျကြည့်လို့မရဘူးလူတွေဘယ်နေရာမှာရှိတယ်ဘယ်နေရာမှာတော့ပေါက်ကွဲနေနိုင်တဲ့ပစ္စည်းတွေရှိရဥပမာ gas oil တို့ဘာညာတို့တခြားဥစ္စာတွေဘလို့ရှိတယ်ညာလို့ရှိတယ်ဆိုတဲ့ဥစ္စာစက်ပစ္စည်းတွေနဲ့စစ်ဆေးရနီးပညာတွေအကူအညီယူရတယ်ကျွန်တော်တို့တချို့တဘာဝဘေးနဲ့ကြုံတဲ့အခါမှာဟာဘောနော ဟိုလုတ်တဲ့ဂိုင်နဲ့တချို့လုပ်ငန်းရှင်တွေကိုဒါ YouTube တွေတခြားနေရာတွေကနေပြီးတော့ကျွန်တော်တို့ပြည်သူတွေလည်းတွေ့ပူကြတဲ့သူတွေလည်းတွေ့ပူကြမှာပါ။ဘယ်နေရာမှာဘယ်သူရှိတယ်အထဲကဘလို့ပစ္စည်းတွေနဲ့ဝင်ရမယ်။တိုက်တာဒူးတဲ့ကြီးမားလာတဲ့တိုက်တာအဆောက်အုံတွေထဲမှာအောက်ကိုကျုံဝင်သွားတဲ့ဥစ္စာကိုပြန်ထုတ်ဖို့ဆိုတာတကယ်တမ်းကြောင့်မလွယ်ပါဘူး။အထဲမှာလူတွေဘယ်နှယောက်ပြိနေတယ်ဘယ်နှယောက်ဟာဖြစ်နေတယ်ဒါတွေကိုရှာနိုင်မှုအတွက်ကျွန်တော်တို့မှနီးပညာတွေလိုပါတယ်။အဲ့ဥစ္စာတွေကနိုင်ငံခြားတိုင်းပြည်တွေမှာရှိတယ် အခုထိုင်ဝမ်ကလာမဲ့အဖွဲကိုပေးမဝင်ဘူးပတ်စံကြောက်တော့ယူလိုက်တယ်ကိုကြီးတဲ့ပတ်စံကြောက်ဟိုကဖြစ်တယ်ဟိုကတေးချာချာလေးကျင်ထားတဲ့စက်ပစ္စည်းဘာညာလဲသူတို့ပစ္စည်းနဲ့သူတို့လာပြီးကူညီကြမယ်အခုတရုတ်ကအဖွဲတွေလာတယ်ဘာပြောပြဗျာဟိုဒီလိုလိုတဲ့အချိန်မှာလာတယ်ဘာကျွန်တော်တို့ဘာမှဟိုကဖြစ်စရာမလိုဒါပေမဲ့လိုအပ်တဲ့နေရာတွေကိုအဓိကထားပဲမပို့ပဲနဲ့သူတို့နေပြည်တော်ထဲမှာလုံနေတယ်အခုသူစကိုင်းဘက်ကိုပေးမကူဘူး။ဘာကြောင့်လဲ ဒါမှတော့ကားလမ်းနေပျက်စီးနေလို့ဟိုဟာမဖြစ်လို့ဒီဟာမဖြစ်ဘူးဆိုရင်တော့မှရဟန်းရင်နေဘာလို့ပို့ထားတာလဲအဲ့လူတွေကိုသွားပို့လို့မရဘူးလားအဲ့ရဟန်းရင်ကဒီနေ့ဘုံမနေ့ကတော့ဘုံတွေကြတော့လိုက်ကျဲတယ်လိုက်ပြီးတော့ဂျွာတွေကိုကြတော့လိုက်ပြင့်နေတယ်အကယ်တည်းဖွဲ့တွေကိုပစ်ဟိုဟာအဲ့နေရာမှာသွားချပြီးလိုက်လို့မရဘူးလားတော်လိုင်းတပ်ဖွဲ့တွေကလည်းမတိုက်ခိုက်ပါဘူးဆိုတော့ဥစ္စာကိုစားထုတ်ပြီးတော့တော့ပြောထားတာ NUG ကနေစားထုတ်ပြီးတော့ပြောထားတာဘသူမှလည်းလာခဲ့တဲ့ဖွဲ့တွေကိုတခြားနိုင်ငံသားတွေကိုလုံခြုံရေးရထိခိုက်မှုလုပ်ဖြစ်အောင်လည်းလုပ်မှာမဟုတ် အဲ့ဒါကိုဗာဖြစ်တယ်သတင်းတုသတင်းမားတွေနဲ့ဖုံးပြီးလုပ်တယ်သတင်းတုသတင်းမားတွေဆိုဘယ်လိုလဲဆိုတော့ဒီနေ့ဆိုရင်တချို့နေရာတွေမှာမိုင်းဆွဲတက်ခိုက်ခံရပါတယ်ဆိုရင်သတင်းတုသတင်းမားတွေတက်လာတင်လိုက်တဲ့သူဒီတကယ့်ကိုတလွဲကောင်ဟိုဘက်ကကောင်အဓိမလည်းမိုင်းဆွဲတိုက်မခိုက်ဘူးအဲ့တော့ဒီလိုဒီလိုရှိပါတယ်ဆိုပြီးတော့နိုင်ငံတကာအဖွဲ့အစည်းတွေကိုအထက်ကိုမဝင်စည်းခြင်းလားသူတို့ရဲ့ဆန္ဒမှန်ပါအဲ့ဒါကြောင့်မို့သတင်းတုသတင်းမားတွေကိုနဲ့ဖုံးလွှမ်းနေအောင်လုပ်နေတာ လူတွေမနေညားဆိုငလျင်ကြောင့်အပြင်မှာထွက်ပြီးထိုင်ရတဲ့သူတွေအများကြီးပဲရှိတယ်။အဲအဲ့ဒါကိုဇော်မဲလုံးဆိုတဲ့ကောင်ကဒီနေ့မီဒီယာမှာတက်ပြီးတော့ပြောတယ်။ဒီမနေ့ကညမှာပဲတက်လာ။ဟာလား။ငလျင်သတင်းလာယူတဲ့နိုင်ငံသားသတင်းတောက်တွေဦးတဲခုရံအဆင်မပြေဘူးဆိုတာစစ်ကောင်စီကသတင်းရယူပြန်ပိတ်ပင်နေ။နားထောင်ကြည့်ရအောင်။ဒီကျွန်တော်တို့မီဒီယာကနိုင်ငံသားသတင်းတောက်များလာဖို့ခွင့်တောင်းတာရှိပါတယ်။ ်အဲရသတိနောက်များအနေနဲ့ဒီကိုရောက်လာရင်လည်းကျွန်တော်တို့ပဲစရာနေစရာအဆင်မပြေပါဘူးခင်ဗျဒီဟိုတယ်တော်တော်များများလည်းထိခိုက်တာရှိတယ်ဒါအပြင်ကျွန်တော်တို့ဒီ PSB လည်းတော်တော်များများနေရာမှာမရရှိသေးဘူးရင်းနဲ့ပတ်သက်ပြီးလည်းအခက်အခဲရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီအားလုံးကလည်းကုညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ဒါအလောက်ရှုပ်နေတဲ့အချင်းဖြစ်ပါတယ် တိုင်းဒေသကြီးပြည်နယ်တာဝန်ရှိသူတွေမျိုးနဲ့တာဝန်ရှိသူစာဥမာရက်ကွက်ကြီးရွာတာဝန်ရှိသူရာစာသူတို့ဝေးသူတို့ပြပြီးကိုကြီးကလေးလောက်နေတာဖြစ်ပါတယ်အကုန်လုံးကဒီပုံမှာအာယုံဆိုင်လောက်နေတာဖြစ်တယ်ကြောင့်လို့ဒီနေရာတွေနဲ့ပတ်သက်ပြီးတော့ဘုနော်လာတာနေတာတဲတာခူတာခိုင်းတာသွားတာလာတာအဆင်မပြေနိုင်ပါဘူးဒါလေးတော့အလုံးသိရှိအောင်သိရှိထားသိလို့ပါ Hola. ဟာကျွန်တော်တို့ဟိုတရင်မီဒီယာတခုပေါ့နော်အားကယူထားတဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်တင်ထားတာပါအဲ့တော့သူပြောတဲ့တဲခိုရဲ့နေရာရှိအဲ့ကနိုင်ငံသားတရင်တောက်တွေကလည်းသူတို့တဲခိုဖို့ဆိုပြီးတော့အာစီစဉ်ပြီးပါဘာညာနဲ့ပြောနေပေါ့ဒီငလင်းလောက်တဲ့ဒေတာတွေကိုလာတဲ့အချိန်မှာဒီလိုအခိုက်အခဲရှိမယ်ဆိုတော့အဲ့လူတွေသိတယ်တမင်တသက်သူတို့မလုံနိုင်မှုသူတို့အချင်းရောက်မှုတခြားဥစ္စာတွေကိုမသိစေချင်လို့အဲ့လိုမျိုးလုပ်တာနာခေတုန်းကလည်းအဲ့လိုလုပ်လို့လူတွေအများကြီး ကယ်ဆယ်ရမယ့်သူတွေကိုမကယ်ဆယ်နိုင်လို့အများကြီးတည်ခဲ့ပြီးပါတယ်။တကယ်ကူညီပေးမဲ့ပရိုက်တာအဖွဲ့တွေကိုမဝင်ခိုင်းလို့လူတွေအများကြီးတည်ပြီးပါတယ်။အခုငလျင်လဲထုံနီလကောင်းပဲ။တရင်တွေကိုဖုံးကျင်တယ်။အဲ့လိုမလုပ်ပေးနိုင်တဲ့တရင်တွေကိုဖုံးကျင်တယ်။တမင်တသက်ကိုမလုပ်ပေးတာ။ဘုန်းဝင်လင်းပြောရင်စစ်တပ်ကတမင်တသက်ကိုမလုပ်ပေးတာ။ချင်းချင်းပဲတမင်တသက်ကိုမလုပ်ပေးတာ။အဲ့လိုတရင်တွေကိုဖုံးမယ်။တရင်တို့တရင်မားတွေဖြတ်မယ်။ ်သူတို့တွေနိုင်ငံရေးအမျက်ထုတ်မယ်စည်ရေးအမျက်ထုတ်မယ်အုံရေးတွေယူမယ်သူတို့နေတဲ့ထိုင်တဲ့နေရာတွေမှာဒါတွေကိုပြင်ဆင်ဖို့ဆိုပြီးတော့အင်ဂျင်နီယာတွေတချို့အဖွဲ့တွေနဲ့သူတို့ပြင်ဆင်နေရတယ်ရှိတယ်ကျွန်တော်နေပြည်တော်ရဲ့တည်င်းတွေအကုန်ရတယ်နေပြည်တော်ကလူတွေလည်းလူလားဆိုတော့မဟုတ်ဘူးနေပြည်တော်ကပြည်သူတွေအတွက်လည်းထိရောက်တဲ့ကူညီမှုကိုဒီကောင်တွေမလုပ်ပေးဘူးဒီကောင်တွေရဲ့နေရာတွေကိုပဲအဓိကထားပြင်နေတာ မန္တလေးမှာအခုချိန်ထိပိတ်မိတဲ့သူအများကြီးပဲနီးပညာရဘာရပူညီပြမအများကြီးပဲစကိုင်းအခုထိကိုဘောတော့ဟိုတမျိုးလုံးနန်းစောနေပြီပုတ်စောနန်းနေပြီလို့တတင်းနေအများကြီးထွက်လာတယ်အဲ့ဒါတွေမသိသေးကြလားအဲ့ဒါတွေသိတော့ဘာပြောမှမလို့လေကျွန်တော်ဖုန်းနဲ့ပြောမယ်ကဘာကြီးကဒီကောင်တွေနဲ့စစ်ခွေးတွေနဲ့စကားပြောနေတယ်များတော့မြေပြင်အခြေအနေမှန်သိရမှာမဟုတ်ဘူးလို့ သူတို့ရဲ့ကူညီမှုတွေဟာလည်း100%အပြည့်အဝထိရောက်မှာမဟုတ်ဘူးဒီအချိန်မှာတခြားလမ်းကြောင်းတွေအရနေဝင်ဖို့ခက်ခဲတယ်ဆိုတာကျွန်တော်နားလည်ပါတယ်ဒါပေမဲ့ဒီကောင်တွေကိုနိုင်ငံရေးအရာတခြားသောနေရာအရာကျွန်တော်တို့ pressure ပေးရပါမယ်ဒီလိုမျိုးမြေပြင်ဖြစ်ပျက်နေတဲ့သတင်းတွေကိုကျွန်တော်တို့တွေသတင်းအမှန်တွေရအောင်လုပ်ပြီးတော့တင်ပြရပါမယ်ဒါဟာအရန်ကိုအရေးကြီးရလို့ကျွန်တော်ကတော့မြင်ပါတယ်အဲ့တော့ ဒီလိုအခြေအနေဖြစ်တယ်ဘလောက်တောင်ဖြစ်နေလဲဆိုတာကိုကျွန်တော်တို့ဗီဒီယိုတွေကြည့်လိုက်ကြအောင်ဗလန်းနေပျက်စီးသွားတယ်နော်ဗီဒီယိုကနည်းနည်းလေးကြာတော့ကျွန်တော်တချို့နေရာလေးတွေနည်းနည်းကြော်ကြည့်မယ်ပေါ့နော်ဒီဗီဒီယိုတွေလည်းတော်တော်များများကြည့်ပြီးမှပါပါဒါကလမ်းပျက်စီးနေတဲ့အခြေအနေဖြစ်ပါတယ်ဒါတချို့နေရာတွေဆိုသွားလို့မရဘူးရှောင်ကွင်းပြီးသွားနေရတဲ့အနေအထားဖြစ်တယ်မြေတွေပြိုနေတယ်နော် ဒီကောင်းလေးလက်ထက်ဘာမှမလုပ်နိုင်ဘူးဒီမှာဆိုလမ်းလေကျွန်းလေးအကုန်လုံးထိတာဒီမှာမီးတွေလောက်တယ်နော်လက်လင်းလှုပ်တဲ့အချိန်မှာတချို့ဓာတ်တွေကပောက်ကွဲမှုတွေဖြစ်တယ်တချို့ဓာတ်တွေကဟိုဖြစ်တယ်အဲအကြောင်းမီးတွေလောက်တယ်ရက်ကွက်တစ်ခုလုံးဒီပါကုန်တယ်အဲအချိန်မှာ VPN တွေခံထားတယ်ဖုန်းလိုင်းတွေကိုဖြတ်ဖုန်းလိုင်းတွေကပြတ်သွားတယ် VPN တွေခံထားတယ်အချင်းချင်းဆက်သွယ်မှုတွေမရတော့ဘူးဟလာအဲ့ချိန်မှာမိသက်ကားတွေလည်းဘယ်နေရာမှာလောင်နေဆိုတော့တိကျမသိတော့ဘူးအင်တာနက်တွေမရှိဘူးနော်ဗီဒီယိုကနည်းနည်းလေးကြာလို့ကျွန်တော်ဟိုကြော်ကြည့်ပါပါဒီအခြေအနေတွေကတော်တော်များများသိရအောင်မှတ်ကြည့်အောင်အကုန်လုံးသွားပြီပြက်စီးကုန်ပြီ လူတွေဘဝတွေပြတ်နေပြီလူတွေဘဝတွေပြတ်နေပြီချင်းနေရအဲ့လိုပဲနော်ဒီမှာဆိုအကုန်လုံးမီးလောင်တာပတ်စံတွေပါအကုန်ပါတယ်ငလင်းတွေလှုပ်တယ်လေအထက်လူတွေကပြန်မဝင်ရဘူးအမှမီးတွေလောင်ဘာတူးမှသူတို့စီးတဲ့ဥစ္စာတွေလည်းဟိုမှာမဖြစ်နိုင်ဘူးဒီမှာဆိုပတ်စံတွေအများကြီး ဘာမှသုံးသားလို့မရဘူးဟုတ်ကဲ့တို့လေးတို့လေးကမ္ဘာကြီးကမ္ဘာကြီးကဟောဘယ်လောက်ကြဒါတော့ဟိုဖြစ်တဲ့ဥစ္စာဖြစ်ပါတယ်ဒီမှာတချို့ဗီဒီယိုတွေကကြည့်နေတဲ့အသက်ရှူကျက်သွားနိုင်တယ်တချို့ဥစ္စာတွေလေကျွန်တော်တို့ဒီနေ့ဒီဗီဒီယိုတွေကြည့်ပြီးတော့

一流千年变给你啊！哪里话不？哎，真。 စနစ်တကျလေးကျင့်ထားတဲ့လူတွေမဟုတ်ပြည်သူချင်းချင်းကိုပေါ့ကိုထုတ်နေရတော့အော်တချို့ဟာတွေကတကယ်နေစနစ်တကျနဲ့ထုတ်ရချင်ဥမာထွက်လာတဲ့သူကအထဲမှာလေစိတ်တွေကအယမ်းကိုမွန်းချက်ပြီးတော့ခံစားနေရပါကြောက်စိတ်တွေလည်းအများကြီးဝင်နေမှာအဲ့ချိန်သူ့ကိုထုတ်တာဆဒီတဲ့တဲ့ယူလားဆလေစနစ်တကျနဲ့တဲရမှာရောက်ထွက်လာတယ်

နော်တော့တော့ဆက်ရမေးအမေနဲ့မေတရားနာပြီနော်မေတို့အဲ့နေမတော်တဲ့ဒီတိုင်းလေးသားမတော်ဟာကိုအလေးနေပါမနေမနော်မေတို့တော့ဆက်ရဒီမှာနေဒီယာမရှိရသေးကျုံးရှိမှာဒါမန္တလေးမြင်ကွင်းတွေပဲရှိသေးတယ်เนาะကျွန်တော်တို့မီဒီယာပေါ်တွေ ဆိုရှယ်မီဒီယာပေါ်တွေမတက်လာသေးရတယ်အများကြီးကြံနေတယ်အများကြီးကြံနေတယ်တကယ်ကိုအများကြီးအများကြီးကြံနေတယ်ဒါတွေကြည့်ရင်းနှဲမှာအရန်စွန့်နေပါတယ်ဘယ်သူပဲပါပဲဖြစ်ပြဒီလူတွေဘာလဲဆိုတာကျွန်တော်မသိဘူးဒါပေမဲ့ဒါကကျွန်တော်တို့နိုင်ငံတွေကကျွန်တော်တို့ရဲ့နိုင်ငံသားတွေဗျကျွန်တော်တို့ရဲ့နိုင်ငံသားတွေဒီဘေးဒုက္ခကြီးမှာ ဟိုပါဘောလားဒီဘေးဒုက္ခကြီးမှာတတ်ဆုံးရှုံးသွားတဲ့သူတွေစီးတဲ့ဥစ္စာတွေပျက်စီးသွားတဲ့သူတွေအားလုံးကကျွန်တော်တို့နိုင်ငံသားတွေပါအားလုံးတို့ကျွန်တော်တို့စိတ်မကောင်းဖြစ်ရတယ်ဘာသာအနေအားမှာရှိနေငါဟောခံဘလို့မလဲဆိုတဲ့စိတ်ငါမိသားစုဒါဆိုရင်ဆိုတဲ့စိတ်စိတ်ဒီစိတ်အများကြီးဗျာဒီဥစ္စာကြီးကြည့်ပြီးဘယ်သူမှပျော်နေတာမဟုတ်ဒါကိုပျော့ပျော့ကြီးနဲ့နိုင်ငံရေးစီအမျက်ထုတ်နေတဲ့ဒီစခွေးတွေကိုတော့ကျွန်တော်တို့ကတတ်တ ကိုမကြည့်ဘူးကျွန်တော်တသက်ကိုမကြည့်ဘူးကျွန်တော်တော်တော်ရက်ဆက်တဲ့ကောင်လေးနာကိတုံးကလည်းတခါဖြစ်ပြီးတွားပြီးအခုလည်းထပ်လုံနေပြန်ပြီအပုံစံတိုင်းအကြားတွေကမာကုံသေးတုံးတွေပါထပ်တက်လာတယ်ဒီလောက်တော့ခါရောက်နေပါလေဆိုမှစီးပွားရေးလုပ်တဲ့ကောင်တွေကထပ်ပြီးတော့ အာတော့ရလာရင်လူမလွယ်ကူလို့ကုန်ပစ္စည်းနဲနေလို့မူရင်းသေးတိုင်းပဲရောင်းပေးလိုက်လေဘာဖြစ်လို့လဲဘာဖြစ်လို့လဲဘာဖြစ်လို့လဲမူရင်းသေးတိုင်းပဲရောင်းပေးလိုက်လို့ဘာဖြစ်လို့လဲကုန်သွင်းနှုံးတွေပါတက်နေတယ်ခက်ခဲတော့ဝိုင်းပြီးတော့ဖြည့်ရှင်းရမှာလေကျွန်တော်ဒီလိုငလျင်ဘေးကြီးမှာ တချို့ရှုတော့စခွေးနဲ့ဈာနေနိုင်ငံကြီးဘာသာရေးဖက်ခွက်စားဟူ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 ဆယ်လီဒီဆယ်လီဟာလာအကောင်တွေကစစ်တပ်နဲ့ပေါင်းပြီးတော့ပုံရိပ်ကောင်းတွေယူမှရှိသေးတယ်ကျွန်တော်မြင်နေသေးတယ်ကျွန်တော်ကတော့ဘသူ့ကိုမလှူပါနဲ့ညာသူ့ကိုမလှူပါနဲ့လို့တော့မပြောချင်ပါဘူးကျွန်တော်တော်လန်ရေးဘက်ကအမှန်တရားဘက်မှာရက်တည်နေတဲ့သူတွေကိုတော့ တချို့တချို့တော့တော်လိုင်းနေမြေတွေမှာတရေနေတာမတက်လာထိရောက်ထိထိရောက်မကူညီနိုင်တာတွေအများကြီးရှိနေတယ်အဲ့ဒါတွေကိုလည်းကူပေးကြပါအဲ့ကိုသွားနေတဲ့ပရိုက်တာဖွဲ့တွေအများကြီးရှိပါတယ်အဲ့ဒါတွေကိုတိုက်ရိုက်စုံစမ်းပြီးတော့ကူညီပေးကြပါကျွန်တော်ဒီနေရာနေပြီးတိုက်တွန်းခြင်းတယ်ကျွန်တော်နိုင်ငံသားတွေဖြစ်နေတာပါကျွန်တော်တို့ကတော့အဲ့လိုတွေးတယ်စစ်တပ်ကတော့အဲ့လိုမတွေးဘူး လူတွေကိုအရင်ကယ်ရမယ်ငါတို့ဖြစ်နေတဲ့ပြိပခါတွေခဏနာလုံမယ်ဆိုတဲ့အဥ္စာစစ်တပ်မှာမရှိဘူးစစ်တပ်မှာမရှိဘူးစစ်ကြောင်းတွေအခုချိန်ထိဆက်ထိုးနေတော့မယ်လူတွေကိုဒုက္ခလိုက်ပေးနေတော့မယ်ဒီနိုင်ငံမှာကျွန်တော်တို့ကိုဒုက္ခပေးတာရန်သူမျိုး၅ပါး အထဲမှာဆက်တက်လည်းပါတယ်။ဂျီမီမင်းဟာမင်းနဲ့အတူတူဘာမင်းမှလည်းမဟုတ်ဘူးဘာမှဘာကောင်မှလည်းမဟုတ်ဘူးဘာအုံနောက်မှမရှိဘာစီမံခေါ်ခွဲမှုမှမလုပ်တတ်တဲ့ပညာရှင်တွေကိုဟဲ့လားနိုင်ငံပြင်ပရောက်အောင်လို့ထောင်ထဲချလူလူပေါ်တကယ်ဥဆောင်နိုင်တဲ့သူတွေကိုထောင်ချတာဘာမှမဟုတ်တဲ့ကောင်တွေက နိုင်ငံနိုင်ငံတော်အာဏာလူယူပြီးတော့သူတို့အာဏာတည်မြဲရေးကိုဒီငလျင်ဘေးဒုက္ခကြီးကိုအတုံးချပြီးတော့အမျက်ထုတ်နေတယ်ဗျာမင်းတို့ကဒီချိန်မှာဒါရင်မပြောပါနဲ့ဆိုပေမဲ့လက်တွေ့မြေပြင်မှာတကယ်ဖြစ်နေတာဗျကျွန်တော်တို့ပြည်ပမှာရောက်နေတော့ညလေဒီခေတ်ကြီးမှာသတင်းချက်လက်ရယူဖို့ဆိုတာကျွန်တော်တို့မခက်ခဲပါဘယ်နေရာမှာဘာဖြစ်နေလဲဆိုတာကျွန်တော်စုံစမ်းမေးမြန်းလို့ရပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ပြည်သူတွေ ဘေးဒုက္ခတွေကြားရရပဲတရင်တူတရင်မှားတွေအချို့ချို့သောပေါ်ပင်ယုံကြည်မှုတွေကိုမလုပ်ကြပါနဲ့အချင်းချင်းပို့ပြီးတော့စောက်ရှောက်ပါမယ်ပြည်သူကနေပြည်သူကိုပဲပြန်ကူရမယ့်အနေအထားဖြစ်တဲ့အတွက်ကျွန်တော်တို့ကူကြရပါမယ်ဒါကိုလုပ်ပြီးသွားရင်ကျွန်တော်တို့တွေပန်းနိုင်ကိုလည်းဆက်သွားရပါဦးမယ်ကျွန်တော်တို့နိုင်ငံအခုချိန်သာပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့အစိုးရသာဖြစ်နေမယ်ဆိုရင်ဒီလိုဘေးဒုက္ခတွေကိုကျွန်တော်တို့ကြုံလွန်နိုင်ဖို့အခြေအနေကောင်းတွေအများကြီးရှိပါတယ်နိုင်ငံတကာအကူအညီတွေဒုနဲ့ဒီဝင်ရောက်လာမှုတွေရှိပါတယ်အခုကူညီမဲ့သူတွေရှိတယ်ဒုဗင်တော်ညာစစ်တပ်ကခွင့်မပြုလို့မလာရတဲ့သူတွေစစ်တပ်ကခွင့်မပေးလို့မသွားရတဲ့နေရာတွေဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကန်ဆုံးမှုကြားတွေကထပ်မံပြီးကန်ဆုံးနေတဲ့ကျွန်တော်တို့ရဲ့ဘေးဒုက္ခတွေ အားလုံးတက်စိတ်မကောင်းဖြစ်ရပါတယ်ဒါပေမဲ့လည်းဒီကြားထဲကနေကျွန်တော်တို့အတူတူယုံကြတာပေါ့ဗျာဒီနေ့တော့ဒီလောက်ပဲပြောချင်ပါတယ်ဒီကာလမှာမကြီးနိုင်ဘူးမပြုံးနိုင်ဘူးဟလာဘာမှကိုမလုံနိုင်ဘူးလာခြင်းမှုတွေကနေတိုင်းခံစားနေရတာဖြစ်တဲ့အတွက်ကျွန်တော်တို့အတွက်ကျွန်တော်တို့အတွက်တကယ်ကိုနာကျင်သွားနဲ့ဖြတ်တန်းနေရတဲ့နေ့ရက်တွေဖြစ်ကြောင်းပါပြောရင်းနဲ့ပဲ လုံနိုင်တာကိုလုံကြမယ်ဗျာဝိုင်းပြီးတော့ကူကြမယ်ဒါတော့ပဲပြောချင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီနေ့ဒီစီစဉ်တော့စိတ်မကောင်းခြင်းများတော့နဲ့ပဲကျွန်တော်တင်ဆက်ရဟိုပါတော့ပြောရတယ်ဗောနော်အဲ့တော့အားလုံးပဲဒီဘေးဒုက္ခတွေကြားထဲမှာအကောင်းဆုံးရှင်သန်ရပ်တည်နိုင်ဖို့အတွက်ကျွန်တော်တို့တွေငါတို့မှငါတို့ပဲရှိပါတယ်အတူတူပဲရှေ့ကိုဆက်ပြီးတော့အားတင်းကြရင်ねကျွန်တော်တို့ရဲ့နောက်အနာဂတ်တွေမှာဒီလိုမျိုးမဖြစ်ဖို့အတွက်အဓိကခလုတ် ကတင်းတစ်ခုဖြစ်နေတဲ့စစ်တပ်ကိုဖယ်ရှားဖို့ကြိုးစားရဲကျွန်တော်တို့တွေပန်းနိုင်ကိုရောက်သွားကြတာဘို့လို့ပြောနေတယ်ပဲကျွန်တော်ရဲ့ဒီနေ့ဒီစီစဉ်လေးကိုဒီမှာပဲရန်သားကျင်ပါလေပဲအားလုံးကျေးဇူးတင်ပါ